မြန်မာမျိုးသမီးတရွေးစဉ်အတင်းနဲ့ပူပေါင်းလေ့ကျင့်ချိန်နှဲပါတဲ့အတွက်ပွဲထွက်ခွင့်ရဖို့မေထက်လူအနေနဲ့လက်ရှိအတင်းသားရနေတူကြိုးစားရမယ်လို့ဂျပန်လူမျိုးနည်းပြတက်ဆူရိုယူကီကသတိပေးခဲ့ပါတယ်။သူ့အနေနဲ့ကတော့မြန်မာလက်ရွေးစဉ်အတင်းမှာဘသူကအရန်ဘသူကပွဲထွက်ကစားသမားဆိုပြီးပုံတည်တတ်မှတ်ထားတာမျိုးမရှိပဲပွဲထွက်ခွင့်အတွက်ကစားသမားအားလုံးမှာအခွင့်အရေးရှိတယ်လို့ဆိုပါတယ်။ まあそうですね。あのとにかくまずは、えー、元気に合流してもらうこと。そしてまあ彼女自身もどれぐらい今のうちに。でねとどれぐらい年年年年たちゃうかもねそうだから、レタルコラインに参やめ選考もか。သူအနေနဲ့အတင်းဖော်တွေကိုမှန်ကန်တဲ့နည်းလမ်းနဲ့ပြန်ဆက်ဖို့လိုပါတယ်။ဒီမှာအမျိုးသမီးတွေမှာဘသူကအရင်ဘသူကပွဲထွက်ဆိုပြီးအရင်မရှိပါဘူး။တို့သားအထုံးမှုပုံမူတည်ပြီးပွဲထွက်စဉ်ကိုပြန်တော့ပါတယ်။ဒီထက်လူကိုလည်းအတင်းနဲ့တူမြန်မြန်တားချစေချင်ပါတယ်။ အမေရိကန်ကောလိပ်ဘောလုံးအသင်းမှာကစားနေတဲ့မိထက်လူဟာမြန်မာလက်ရည်စင်မြို့သမီးတင်းနဲ့တူဇွန်လ12ရက်နေ့ကမှပူးပေါင်းနိုင်ခဲ့တာပါ။ကာယကံရှင်ကတော့အမေရိကန်နဲ့မြန်မာချိန်ကွာချက်ကြောင့်အိတ်ဆက်ရမှာခက်တွေ့နေစေဖြစ်ပြီးမြန်မာပြည်သက်ရှိမှာကစားရမှာကိုလည်းဖိအားရှိနေတယ်လို့ဆိုပါတယ်။ဟုတ်တယ်အခုထိတော့ time ဟိုကတော့ balance ဖြစ်တယ်လို့အဲ့လို၄ level ဆိုရင် အချင်းလေးတွေရှိတယ်။ဟုတ်စိတ်လှုပ်ရှားတာပေါ့နော်။အဲကိုလုံးလိုက်တော့ လုံမပြနိုင်ပါအတွက်စိတ်တော့ဘယ်လိုရှိလို့ရှာ nervous ဖြစ်တာရောရှိတယ်ဒါပေမဲ့ကျွမ်းကုန်တော့ကြိုးစားတော့ဖို့နှောင့်နေပါတယ်မြန်မာအမျိုးသမီးလက်အေးစင်ဘောလုံးအသင်းဟာအာရှဖလားချစ်စစ်ပွဲဖြစ်ဘာရိန်းဘင်္ဂလားဒေ့ရှ်တာမင်နစ္စတန်အသင်းနေနဲ့ကစားရမှာပါအိုဆူဖွင့်ပွဲဖြစ်ဇွန်လ29ရက်မှာတာမင်နစ္စတန်အသင်းနဲ့ကစားရမှာဖြစ်ပါတယ်